အခုမက္ကဆီကိုမှာငြင်းပွားမှုတွေအကြောင်းပြောကြည့်ရအောင်အမေရိကန် YouTuber Mr Beast ကနိုင်ငံအတွင်းမှာရှိတဲ့ဖျားเจ้าတွေကိုတော်ရောက်လဲပါခြင်းကြောင့်ဆိုးဝါးစွာဒုက္ခကြောင်းနေပါတယ်မက္ကဆီကိုက Mr Beast ဒေါ်လာရေးကုမ္ပဏီဖြစ်တဲ့ Food Circle Media ထံကနေရောချင်းငွေနဲ့လူသိရှင်ကြားတောင်းပန်မှုကိုတောင်းဆိုထားပါတယ်မကြသည်မီကဗီဒီယိုတစ်ခုထွက်ရှိပြီးတဲ့နောက်မှာပြဿနာဆက်တင်ခဲ့တာဖြစ်တယ်။ဗီဒီယိုက Mr Big ရှေးဟောင်းတူတူနာနေရာတွေကိုတောရောက်လည်ပါတဲ့ဗီဒီယိုဖြစ်တယ်။ဗီဒီယိုကို2000ပြည့်နှစ်ကရှေးဟောင်းဖျားเจ้าမြတ်ကိုစူးစမ်းလည်လာခြင်းလို့ခေါ်ထားပါတယ်။ ၎င်းကအလွန်ရေဘန်းစားပြီးတော့ယူချူမာချီစုစုတန်း60ကျော်နေပြီဖြစ်တယ်။ပြီးခဲ့တဲ့အပတ်ကမှတင်ခဲ့တဲ့ဗီဒီယိုဖြစ်တယ်။ဗီဒီယိုမှာစင်းသွင်းသူ subscriber 395တန်းရှိတဲ့ဒီမစ္စတာဘီကမက္ဆီကိုကိုအရှိတောင်ဘက်မှာရှိတဲ့မာယန်မြို့ကိုစူဇန်လေ့လာခဲ့ပါတယ်။ဒါပေမဲ့ခီးစင်ကအကြောင်းအမျိုးမျိုးကြောင့်အငြင်းပွားမှုတွေဖြစ်ပေါ်စေခဲ့ပါတယ်။ဗီဒီယိုထဲမှာမစ္စတာဘီကအစိုးရကသူ့ကိုပရမစ်ကိုဝင်ခွင့်ပြုလိုက်တဲ့အတွက်အဲအတင်းသွားတယ်လို့မျိုးမှတ်ချက်တွေပေးခဲ့ပါတယ်။ကျေးဇူးတူများလည်းရင်းကဲတော့ ဝင်ရောက်ခွင့်ကိုမက္ကဆီကိုနိုင်ငံသားများသာအတွက်သာပြုခွင့်ပြုထားတယ်လို့ဆိုပါတယ်မက္ကဆီကိုချုပ်လူတွေကဒီကဲ့သို့ပြောကြပါတယ်အဲ့ဒီ site တွေကဘလောက်ရည်ကြီးလဲဆိုတာကျွန်တော်တို့သိပြီးလူတွေကိုအထက်ကိုဝင်ခွင့်မပြုတာကိုလေးစားပါတယ်ဒါပေမဲ့အာနာပိုင်တွေကပတ်စံယူပဲဖြစ်ဖြစ်ခီးသွားလူပဲဖြစ်ဖြစ်ခီးသွားလုပ်ငန်းကြောင်ပဲဖြစ်ဖြစ်ပြင်ပလူတွေကိုဝင်ခွင့်ပေးလိုက်တာကမားတယ်လို့ခံစားရတယ်လူတွေကစိတ်ပြက်လက်ပြက်နဲ့မေးကြပါတယ်သူတို့ကငါတို့ကိုဘာလို့ဝင်ခွင့်မပေးတာလဲငါတို့ရဲ့အမွေနဲ့ neutral party မိုနီယိုကိုမလေးစားရကြတယ်လို့ပြောပါတယ်မက္ဆီကိုသမ္မတကလော်ဒီယာရှိန်ဘန်းလည်းပါဝင်လာတဲ့အခါမှာအငြင်းပေါင်းမှုကပိုကြီးလာပါတယ်သူမကမစ္စဘီနာသူရဲ့ဖွဲ့အားဤရေးကြီးတဲ့တမတ်ဝင်နေရာတွေကိုဝင်ခွင့်ပြုထားတဲ့အတွက်ကြောင့်ရှင်းလင်းချက်တောင်းဆိုထားပါတယ်အဓိကပြဿနာမှာလုပ်ငန်းအတွက် site တွေကိုအသုံးပြုခြင်းဖြစ်ပါတယ်။ဗီဒီယိုမှာ Mr. Beast က၎င်းရဲ့တရေစာအမှတ်အစကိုကြော်ညာထားပါတယ်။သူကအစာပြေမှုတွေကိုမာယာနဲ့တက်ဒီလို့ပြောပြောဆိုခဲ့ပါတယ်။သူအပိုင်းက မက္ဆီကိုနိုင်ငံရဲ့အမျိုးသားမနုဿဗီရာနဲ့တမိုင်းဆိုင်ရာ Institute of တရားဝင်တိုင်ကြားချက်တွင်တွင်ခဲ့ခြင်းဖြစ်ပါတယ်။ဖူးစကဲမီဒီယာကိုပေးအပ်တဲ့ပီရမစ်ကပါမစ်ကရုပ်ရှင်ရကူရန်တွေ့တာဖြစ်ကြောင်း Institute ကပြောကြားခဲ့ပါတယ်။ကိုပိုင်အမရစိတ်များကိုကြုံရချင်းအခွင့်မပြုဘူးလို့ပြောပါတယ်။ယူကန်နာဒီနာမှာရှိတဲ့ပြည်သူလူထုတွေကလည်း၎င်းတို့ရဲ့ဒေါသကိုဖော်ပြခဲ့ပါတယ်။ယူကန်နာပြည်နယ်ရဲ့မြို့တော်မီဒီတာမန်နေတဲ့လူတွေနဲ့အဲလန်ညွန်တွေကမစ္စတာဘစ်ကို၎င်းတို့မရှိတဲ့အချိန်မှာဝင်ရောက်ခွင့်ပြုခဲ့တာတရားမျှတမှုမရှိဘူးလို့ပြောပါတယ်။ တို့ကငါတို့ရဲ့တမိုင်းနဲ့ရေချင်းမှုအမွေအနှစ်တွေကိုလေးစားတာမဟုတ်ဘူးညစီမြင်စီကံတွေကလူတိုင်းနိုင်ငံတိုင်းခီးတွားတွေနဲ့ဒေတာတွေအတွက်အတူတူပဲဖြစ်ရမယ်အားရကငါတို့အတွက်စိတ်အနှောက်အယှက်ဖြစ်စေတယ်လို့ပြောပါတယ်ဒေတာခန့်တူကလည်းဒါကမက္ကဆီကိုကိုကြော်ညာဖို့ပြွာတစ်ခုရဲ့တစိတပိုင်းလို့ကျွန်တော်ထင်ပါတယ်ပုံမှန်အဖြစ်မက္ကဆီကိုကိုပြင်ပမှာ YouTuber ဒါမှမဟုတ်လောင်းမမှုရှိတဲ့သူတွေစီက promotion တွေအများကြီးမရှိပါဘူးဒါကြောင့် Mr. Beast လို့လူမျိုးတရရောက်ရောက်လာတဲ့အခါသူတို့က သူ့ကိုအခွင့်အရေးပေးခြင်းဖြစ်တယ်လို့ပြောပါတယ်ဒီအခြေအနေတစ်ခုလုံးကမိကုန်းတွေအကြီးအကျယ်မှထွက်လာစေပါတယ် online အကြောင်းအရာတွေမှာရင်ကျင်းမှုအမွေနဲ့နေရာတွေကိုကျင်းဝူးဆိုင်ရာအသုံးပြုမှုနဲ့ပတ်သက်၍လူများမေးမြန်းကြပါတယ်ကမ္ဘာတွင်းမှာရှိများပြားလာတဲ့ပေးသားများရှိတဲ့ဩဇော်လက်မှုတိုင်သူများရဲ့တာဝန်များအကြောင်းကိုလည်းပြောဆိုနေကြပါတယ်